မင်္ဂလာပါရှင်မိုးလေဝသနဲ့ဇလဗီရာညွှန်ကြားမှုဦးစီးဌာနကနေမက်ရှလ9ရက်ဒီဂရီနဲ့9နာရီအချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြေညာပါမယ်ရှင်။ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင်တိမ်အထင်တင်မှတိမ်ထူရနေပြီးကျန်မင်္ဂလားပင်လယ်အော်တွင်တိမ်အင်းငယ်ဖြစ်ထွန်းနေပါမယ်။ ဒီကနေ့ညနေထိခမန်းချက်ကတော့တနင်္လာနေ့တိုင်းဒေသကြီးနဲ့ကချင်ပြည်နယ်တို့တွင်နေရာကွက်ကြားမှုနေငယ်ရှာနိုင်ပါသည်။ရွာအရာနှုံး60ဖြစ်ပါသည်။စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင်တိမ်တင်းတင်းဖြစ်တုံးပြီးကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့တွင်အများအပြားတာယာပါမယ်။မြမပင်လေပင်တွင်လှိုင်းနေငယ်မှလှိုင်းတင်းတင်းရှိပါမယ်။လိုင်းမြမမြမကယုံရင်တခြားနယ်ကမ်းလွန်ပင်လယ်ပင်တို့တွင်၄ပေမှ၆ပေကန့်ရှိနိုင်ပါသည် နောက်နေ့အတွက်ခမန်းချက်ကတော့စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းတနင်္လာရီတိုင်းဒေသကြီးကချင်ပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့တွင်နေရာကွက်ကြားမိုးရွာနိုင်ပါတယ်။နေပြည်တော်ရန်ကုန်မြို့မန္တလေးမြို့နယ်ဤတဝိုက်တွဲဒီကနေ့ညနေတိခမန်းချက်ကတော့အများအပြားတာယာပါမယ်ရှင်။